မြန်မာနိုင်ငံမြေမြားအသင်းမှာတင်ဆက်တဲ့အစီအစဉ်များကိုအားပေးနေကြတဲ့ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာယခုကြားရမယ့်အစီအစဉ်ကတော့လက်တလောဖြစ်ပေါ်ခဲ့တဲ့ငလင်ဘေးဒဏ်ကြောင့်ဘေးဒုက္ခများနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့မတန်ဆန်းသူများအပါအဝင်အခြားပြည်သူများအတွက်မမသားမအစီအစဉ်ဆောင်ရွက်လျက်ရှိတဲ့ဒါမမဘေးရန်ရဲ့အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များအကြောင်းကိုမမသားရဲ့ဥက္ကဋ္ဌဆရာတော်ဦးစောတောင်းကြီးမှရှင်းပြပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ်ခင်ဗျာအားပေးနှားဆင်ကြပါခင်ဗျာ အားလုံးငြိမ်းချမ်းပါစေလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သကြပါတယ်ကျွန်တော်ကတော့မြန်မာနိုင်ငံမြန်မြန်အသင်းရဲ့ဥက္ကဋ္ဌဖြစ်နေလောလောဆယ်မှာတာဝန်များကိုထမ်းဆောင်နေတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲမတ်လ28ရက်ကနေစပြီးလှုပ်ခဲ့တဲ့ငလီတန်ကြောင့်ကျွန်တော်အာကြေကွဲဝမ်းနည်းမှုတွေဖြစ်ရပါတယ်သူတို့နဲ့အတူကျွန်တော်တို့ထပ်တူခံစားရပါတယ် သူဖြင့်ကျွန်တော်တို့မျက်မမြင်ညီကိုမောင်နှမများလဲတေကျေသူနဲ့အတူတန်ရာရတဲ့သူတွေရှိပါတယ်အဒီတရင်ကိုကျွန်တော်တို့ကြားတဲ့အခါမှာတကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့ကတော့အာငလီတန်ကိုခံတော့ခံရပါတယ်သို့တော်လည်းပဲကျွန်တော်တို့မှာအပြည့်အစုံမရှိပါဘူး အပြက်စီးသတင်းတွေကြားလာရတဲ့အခါမှာဒီနေ့ဒီချိန်ထိတိုက်အောင်ကြားနေရတော့တွေ့နေရတော့မှာအဲကြောင့်အမတမစိတ်မကောင်းဖြစ်ရပါတယ်ထက်တူမိဘညီကိုမောင်နှမများနဲ့အတူဝမ်းနေရပါတယ်ဆိုတဲ့အကြောင်းကိုဖော်ပြလိုပါတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့မြန်မာနိုင်ငံမြေအမြင်အသိအနေနဲ့တဘာဝဘေးအရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးကော်မတီကိုကျွန်တော်တို့ခုနှူးသောကော်မတီကိုဖွဲ့စည်းပြီးတော့မှကျွန်တော်အသင်းကနေပြီးတော့မှဒီသိန်200မတီးပြီးတော့မှကျွန်တော်တို့နီးစပ်ရပါအထူးဖြင့်ကျွန်တော်တို့မြဲမြဲအသင်းဖြစ်တဲ့ခါမှာမြဲမြဲညီကိုမောင်နှမများတို့ကိုကျွန်တော်တို့ဝိုင်းဝန်းကူညီမယ်ထို့သူပဲအလှငွေများကိုလည်းကျွန်တော်တို့ရှာဖွေမယ်အဲ့တော့အလှတွေရတဲ့အပေါ်မှာမူတည်ပြီးတော့မှ မြေမြညီကိုမောင်နှမများနဲ့အတူမတန်ဆန်းသူများနဲ့တကွာကျွန်တော်တို့ဘလောက်အတိုင်းတာထိရတယ်လဲရတဲ့အပေါ်မှာမူတည်ပြီးတော့မှရသမျှအားလုံးသည်ကျွန်တော်တို့ငလျင်တန်းခံစားရတဲ့မိဘညီကိုမောင်နှမများ အားလုံးအတွက်ဖြစ်တယ်ခုနကျွန်တော်ပြောခဲ့သလိုပါပဲမြေမြညီကိုမောင်နှမများမတန်ဆန်းသူများနဲ့အတူတန်ဆန်းတဲ့ကျွန်တော်တို့ချစ်ရတဲ့မိဘညီကိုမောင်နှမများအားလုံးအတွက်ကျွန်တော်တို့ ရသမျှအလူငွေနဲ့အကောင်းဆုံးကိုကျွန်တော်တို့ဆောင်ရွက်သွားဖို့ရှိပါတယ်။သူဖြင့်ဒီနေ့ဒီငလျင်ကြီးကကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲအင်မတန်မှပြင်းထန်တဲ့တက်ရောက်မှုရှိပါတယ်။အဲကြောင့်ကျွန်တော်တို့စိတ်မကောင်းဖြစ်တဲ့ဘာလို့ရမလဲလို့ကျွန်တော်တို့စဉ်းစားတယ်။ကျွန်တော်တို့မျက်မမြင်အသိအနေနဲ့ဘာလုပ်နိုင်မလဲကျွန်တော်တို့စဉ်းစားတဲ့အခါမှာခုနပြောခဲ့သလိုပဲကော်မတီလေးဖွဲ့စည်းပြီးတော့မှကျွန်တော်တို့အာ အသင်းကနေသိန်း200မတီးပြီးတော့မှအလှငွေများကိုလည်းကျွန်တော်တို့အလှရှင်များထံမှာအာအရောက်ပေါ့လေဒီသတင်းစကားကိုပြောပြရရင်ねကျွန်တော်တို့ရှာရင်ねရသမျှကိုဒီလိုစီစဉ်မှာငလျင်တန်ခံနေရတဲ့သူတွေအတွက်ကျွန်တော်တို့အာပြီးလှူသွားဖို့ရှိတယ်ဒါကျွန်တော်တို့လုံနိုင်တာကိုကျွန်တော်တို့လုတ်တာ လူသားချင်းစာနာပြီးတော့မှကျွန်တော်တို့လုတ်တာကျွန်တော်တို့လည်းအာနှလုံးသားထဲမှာ ဟောလေခံစားရပါတယ်။ဒါကြောင့်မလို့ကျွန်တော်အစပိုင်းမှာစွမွန်တောင်းခဲ့တယ်လို့ပဲကျွန်တော်တို့မြန်မာနိုင်ငံအမြဲအမြဲအသိနေနဲ့ငြိမ်းချမ်းပါစေဆိုတာကိုထပ်မံပြီးတော့မှစွမွန်ကောင်းတောင်းရင်နဲ့အားလုံးကိုနှုတ်ဆက်လိုပါတယ်။အားလုံးကိုဖရဲတခင်ကောင်းချီးပေးပါစေ။ ကျွန်တော်တို့ရဲ့အစီအစဉ်လေးကို Sony RB နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီအစီအစဉ်ကိုနားဆင်ပြီးကျွန်တော်တို့ရဲ့အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်မှာပါဝင်လှူဒန်းလိုတဲ့စေနာရှင်များအနေနဲ့ဒီ post မှာဖော်ပြထားတဲ့နည်းလမ်းများအတိုင်းလှူဒန်းနိုင်မှာကြောင်းပြောကြရင်းနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစုံသက်လိုက်ပါရစေအားလုံးပဲဘဝဘေးအန္တရာယ်မှာကင်းဝေးနိုင်ကြပါခင်ဗျာ